ထိုင်းနိုင်ငံတောင်ပိုင်းရှိခရိုင်ကိုခုမှာရေကြီးရေလျှံမှုကြောင့်တေဆုံးသူ33အထိရှိလာခဲ့ပြီးလူဦးရေနှစ်သန်းနီးပါးရေဘေးတင်ခဲ့ရတယ်လို့နိုင်ငံရဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကဒီကနေ့မှပြောဆိုလိုက်ပါတယ်တေဆုံးရတဲ့အကြောင်းရင်းအများစုမှာမြေပြိုခြင်းတွေနဲ့တက်လိုက်မှုတွေကြောင့်ဖြစ်တယ်လို့အစိုးရဖွဲ့အကြီးတန်းအရာရှိတဦးကပြောဆိုထားပါတယ် နိုဝင်ဘာ22ရက်ကလေးကရေမြစ်တက်လာမှုကြောင့်ဆိုရထားနခွန်စီထံမရက်ထရန်ဖတ်တလန်စာတွန်စွန်ခလာပတ်တနီရာလာနဲ့နရထိုင်ဝခရိုင်တွေမှာရေလွှမ်းမှုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မိုးသေးထန်စွာဆက်လက်ရွာသွန်းနေချိန်မှာဆုံးရှုံးမှုတွေကိုရှင်းချနိုင်ဖို့ဒေတန်တွေရအာနာပိုင်တွေကမြင်းနှိမ်ပိုင်ဒေတာတွေမှာဘေးလွတ်ရာရှေ့ပြောင်းကြဖို့အမိန့်ပေးထားပါတယ်။ နေလေပိုင်းမှာရေကြီးရေရှမ်းမှုတွေပြန်လည်မြင့်တက်လာပြီးနောက်ဟက်ရံမြို့ရှိအန်ဒီများတဲ့နေရာအလုံးအတွက်ဘေးလွရာတို့ရွှေ့ပြောင်းကြဖို့အမိန့်ကိုနိုဘာ24ရက်မှာထုတ်ပြန်ခဲ့တယ်လို့မြို့တော်အုပ်ချုပ်ရေးမှူးကပြောပါရယ်ထိုင်းဝန်ကြီးချုပ်အနုတင်ချိုင်းဝိုက်ယာကူဟာရေကြီးရေရှမ်းမှုကိုဖြေရှင်းဖို့ ဆုံးကလာမှာရှေ့တန်းကုတ်ကေးရေးဌာနတစ်ခုတည်ထောင်မှုညွှန်ကြားခဲ့ပြီးဒုတိယဝန်ကြီးချုပ်ဌာမနက်ပရင်ပောင်ကလည်းဝန်ထမ်းတွေပစ္စည်းကိရိယာတွေနဲ့ကေဆေရဲ့အကူအညီတွေပေးအပ်ဖို့အေဂျင်စီတွေကိုညွှန်ကြားခဲ့တယ်လို့နိုင်ငံပိုင် MBS ရုပ်တံလိုင်းကထုတ်လွှင့်ခဲ့ပါတယ်။